ချောင်းတိုင်ပြီးတော့ဖိုက်စာလို့မနှက်စာတုံးမှုနဲ့သားမလို့တုံးမှုနဲ့ကောင်းတဲ့ဆိုင်လိုက်ပြပေးမယ်ခေါင်းမှာโอเคအဲ့ဒါသွားမယ်โอเคမနှက်စာစားဖို့အမှကျိုးသားပန်းကလမ်းနေရှောက်နေရ ီဇိုင်းလေးကမနက်9နာရီခွဲလောက်ဆိုတော့အမေရေဆုံးပြီညနေ9နာရီလောက်ထိရောက်နေပါတော့ဒါပေမဲ့တူမှုတွေရဖို့ဆိုလို့ရှိရင်တော့10နာရီနောက်ပိုင်းဆိုရင်မသေးကြတော့ဘူးတခါလေဆိုလို့ရှိရင်10နာရီခွဲလောက်မှာတော့အကုန်ဝတ်တယ်ပေါ့နော်ဆိုတော့စောစောလာမှစိတ်ချရမယ်ပေါ့နော်သူရဲ့တူဘူးနွေးရတာစိမ့်စိမ့်လေးရယ်ခရမ်းကျင်ဒီအနှစ်ချက်ထားတဲ့အရသာလေးရယ်ပေါင်းလိုက်တဲ့အချိန်မှာတော်လေးစားလို့ကောင်းတယ် ူလာဆိုလို့ရှိရင်ကတူဘူးနွေးတွေအဲ့လိုချမ်းခောက်ဆွဲတွေဆိုလို့ရှိရင်ကြိုက်တဲ့ထဲမှာပါတယ်ဒါပေမဲ့စိုင်ရွေးတယ်ပေါ့နော်အဲဘိုရတ်တော့ကတော့ဒီဇိုင်းလေးကတော်တော်လေးအဆင်ပြေတယ်ကို့အတွက်လည်းပေါ့နော်အဆက်ဟတ်တဲ့လို့ခံစားရတော့တော်တော်လေးလည်းသဘောကျတယ်ခဏခဏလာစားပြစ်တယ်ပေါ့ တူဘူးနွေးစားမယ်ဆိုရင်တော့အလိုက်ဖက်ဆုံးကအီကြကွေးပဲဒါပေမဲ့ဒီဇိုင်းမှာတော့အီကြကွေးမရအောင်စားကျင်တော့ကိုပါကိုအထုပ်လေးနဲ့ဆွဲပြီးဝယ်လိုက်ရင်တော့ဒီမှာညှက်ပေးပါတယ်ရှမ်းကျင်နေထက်စားတာကျွန်တော်ကြောင့်ရှမ်းကျင်ကြိုက်တယ်ဒါပေမဲ့ရှမ်းကျင်နဲ့အကုန်လုံးမကြိုက်မုံလာဥပဲကြိုက်တယ်မုံလာဥရဲ့ပြီးရင်ချို့ရှမ်းကျင်ထဲမှာပါရတယ်ဟိုစက်သွုံလို့ခေါ်တာပဲပဲပိုးဒီလားမသိဘူးအလုံး ခရုပုံလေးနေတယ်အဲ့ဒါလေးအဲ့လိုပဲရွေးစားတာတော့မုံလောင်းကြီးတော့ဒီလိုစားလို့ကောင်းလို့ရှင်းကျင်တဲ့မုံလောင်းကြီးကိုကြိုက်ဆုံးပဲကောင်းလေးတွေကိုကြည့်ရင်မြင်မြင်မြင်အောင်ဆက်ဆွဲလာအောင်မယ် ရှားလို့လည်းကောင်းတယ်ဘိုက်လည်းတင်သွားပြီဆိုတော့ပြန်မာတော့မယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်တုံမှုနဲ့ကောင်းကောင်းလေးရှမ်းစာကောင်းကောင်းလေးစားကြတယ်ဆိုပြန်နမ်းမွေးမွေးမှာလာစားလို့ရပါတယ်ဘိုင်ဘိုင်